သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့စက်တင်ဘာလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆေအိုစုကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းတဲ့အရပ်ဖတ်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့ကုလဆိုင်ရာမြန်မာတန်အမတ်ကြီးပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံကိုအလုံးစုံပျက်စီးဆုံးရှုံးရိုရင်းမှုတွေတွန်းချခဲ့တဲ့စစ်အုပ်စုဟာနျူကလ িয়ার နည်းပညာကိုငြိမ်းချတဲ့အရက်ဖတ်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့အမြဲတမ်းကိုယ်စားလှယ်တအမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာပြောဆိုလိုက်ပါတယ်။စက်တင်ဘာလ26ရက်နေ့ကနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အပြည်ပြည်ဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှန် high level မျက်နှာစုံကြီးအစည်းအဝေးမှာ မြန်မာတန်မကြီးဦးကျော်မိုးထွန်းကမိကုံးပြောကြခဲ့တာပါပြည်သူပြည်သားတွေအပေါ်လွန်စွာဆိုးရွားတဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်အုပ်စုဟာအရက်ဖတ်စစ်ပတ်နှမျိုးအတုံးပြုတ်နိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဖတ်အတုံးပြုတ်မှုအတွက်သာဆောင်ရွက်မှာမဟုတ်ဘူးလို့တန်မကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအသိပေးပါတယ်ပြီးခဲ့တဲ့ရွေးကောက်ခံအရတအစိုးရလက်ထက်မှာမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်စမ်းသပ်မှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTPD ကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းနဲ့ နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့ဟာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးဆိုတဲ့စုပေါင်းရှိမှန်းချက်ပြည်မီရေးအတွက်တိုးတက်မှုရှိစေခဲ့တယ်လို့တမ်းအမတ်ကြီးကဆိုပါတယ်။ဒါပေမဲ့2021ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့တရားမဝင်အာဏာသိမ်းမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုအတိပြုလက်မှတ်ရေးထိုးရေးလုပ်ငန်းအစီအစဉ်တွေရပ်ဆိုင်းသွားခဲ့ရပါတယ်။ ညူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအစီအစဉ်တွေတိုးတက်မှုမရှိခဲ့တဲ့အပြင်တရားမဝင်အာဏာသိမ်းစစ်တပ်ဟာမြန်မာပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုအဆက်မပြတ်ဇက်တိုက်ပြင်းထန်စွာကျူးလွန်နေတယ်လို့တအမတ်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအသိပေးပါတယ်။တချိန်တည်းမှာပဲတရားမဝင်အာဏာသိမ်းစစ်အုပ်စုဟာအန္တရာယ်ဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လှုံ့ဆော်နေပြီးငြိမ်းချမ်းစွာအရက်ဖတ်အသုံးပြုဖို့လို့အမိတက်ကောင် နျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေတိုးမြင့်ဆောင်ရွက်လာနေတယ်လို့ဆက်လက်အသိပေးပါတယ်။ဒီဇင်ဘာနောက်ဆုံးပတ်မှာပဲအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံမော်စကိုမှာကျင်းပတဲ့ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီးရုရှားနိုင်ငံနဲ့နျူကလ িয়ার ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနေပါတယ်။ဒါအပြင်အာနာသိန်းစစ်အုပ်စုဟာဒီနှစ်ကောင်မှရွေးကောက်ပွဲတရက်ကျင်းပဖို့ပြင်ဆင်နေပြီးစစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစုံတရာပေးအပ်ခြင်းဟာ စစ်အုပ်စုရဲ့အနေကြီးမတဲ့နျူကလ িয়ার ရီမန်းချက်ကိုပြည်မီစေရအတွက်အဆင့်တစ်ဆင့်နီးကပ်သွားစေမှာဖြစ်တယ်လို့တမ်မကြီးဦးကျော်မိုးထွန်းကကမ္ဘာနိုင်ငံတွေကိုသတိပေးပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်မှာကျင်းပခဲ့တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရလဒ်ကိုအလီမထားပဲဒီမိုကရေစီကြကြပြည်သူတွေရွေးချယ်ခဲ့တဲ့အစိုးရကိုတရားမဝင်အာဏာသိမ်းဖယ်ရှားခဲ့တဲ့စစ်အုပ်စုဟာလွတ်လပ်တရားမျှတ၍အလုံးပအဝင်တဲ့ရွေးကောက်ပွဲကိုကျင်းပမှာမဟုတ်ဘူးလို့လဲတမ်မကြီးကပြောဆိုပါတယ်။ ုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုတွေကိုတားဆီးပေးနိုင်ရေးအတွက်တရားမဝင် အာဏာသိမ်းစစ်အုပ်စုကိုလက်နက်ခဲယံတိုက်လေရင်စီနဲ့အရက်ဖတ်စစ်ပတ်နှမျိုးတုံးပစ္စည်းတွေစီစဉ်ထောက်ပံ့မှုတွေကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးဖို့တမ်မကြီးကထလောင်းတောင်းဆိုလိုက်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းတုံမြို့နယ်ပသိမ်မုံရွာလမ်းမှာစစ်အုပ်စုတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့အင်စည်းကားကိုစစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့ပေးမယ်လို့ မောင်းပြေးတဲ့အတွက်လိုက်လံပြစ်ခတ်ရှင်းလင်းကားပေါ်မှာဘုံများလက်ထိတ်နဲ့ကွန်တုံးအပါအဝင်ပစ္စည်းများတိတ်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမင်းတုံမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမှာစစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့အင်စည်းကားကိုစစ်ဆေးဖို့တော်လိုင်းတပ်ဖွဲ့တွေကရက်တန့်ခိုင်းခဲ့ပေမဲ့လည်းမောင်းပြေးတဲ့အတွက်လိုက်လံပြစ်ခတ်ခဲ့ပြီးကားကိုမီးရှို့ရှင်းလင်းလိုက်ကြောင်းဗမာပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ခံကိုပါဟင်းကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါတယ်။စက်တင်ဘာလ28ရက်နေ့ ည7:00နာရီအချိန်မင်းတုံမြို့ဘက်မှပသိမ်မုံရွာလမ်းအတိုင်းကြောက်တိုင်စစ်တပ်အထိုင်စခန်းဘက်ကိုမောင်းနှင်လာတဲ့စစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့အင်စီကအနက်ရောင်ကိုကြောက်တိုင်ကျေးရွာအနီးမှတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကစစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့ကြောင်းတို့ရမှာရပ်တန့်ခြင်းမရှိဘဲတော်လှန်ရေးတပ်ဖွဲ့ဝင်များကိုပြစ်ခတ်၍မောင်းပြေးသွားခဲ့ကြောင်းထို့ကြောင့်တော်လှန်ရေးတပ်တွေကပြန်လည်ပြစ်ခတ်ခဲ့ရမှာစစ်အုပ်စုတပ်ဖွဲ့ဝင်များဒဏ်ရာရရှိပြီးခုခံထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါသည် စေအိုစုတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ကားကိုမိရှုရှင်းလင်းခဲ့ပြီးကားပေါ်မှာ40မမဘုံဒီငါလုံးစစ်ဝတ်တစားတစုံဘုံတလုံးလက်ထိတ်တစုံအဆောင်ရရတမျိုးကွန်တုံးနှစ်ခုအပါအဝင်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်ကားပေါ်မှာတန်ရာရသွားတဲ့စက်ခတွေကမတည်ဘူးလို့ကြားပါတယ်လို့ဗမာပြည်ကာကွယ်ရေးတပ်မှတာဝန်ခံကိုပါဟင်းကပြောဆိုပါတယ်ကားပေါ်မှာထွက်ပြေးလွတ်မြောက်သွားကြတဲ့အကြံဖတ်စစ်အုပ်စုတပ်ဖွဲ့ဝင်များကိုယမန်နေ့ည12:00အချိန်မှာ မင်းတုံမြို့မှာ light truck ကတစ်စီးနဲ့စင်အားအပြည့်ဝန်းရံကစမ်းကြီးကျေးရွာအနီးမှာလာကျိုသွားကြောင်းသိရှိရပါတယ်။လက်ရှိမင်းတုံမြို့နယ်မှာညနေ6နာရီနောက်ပိုင်းမော်တော်ယာဉ်များဖြတ်တန်းခွင့်ကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကပိတ်ပင်ထားကြောင်းစစ်ပွဲကာလဒေသရင်းပြည်သူများရဲ့လုံခြုံရေးအတွက်လိုက်နာပေးရန်လမ်းစည်းကမ်းများကိုတနစ်ကြော်ကြသည့်အထိအချိန်ပေးပြီးပညာပေးခြင်းများလည်းအကြင်ကျင်ကွင်းစင်လှုပ်ဆောင်ခဲ့ကအတိပေးထုတ်ပြန်ချက်တွေကိုလည်းအကြင်ကျင်ထုတ်ပြန်ထားခဲ့ကြောင်းတို့ရမှာခီးသောပြည်သူများအနေနဲ့ လိုက်နာမှုအားနည်းလျက်ရှိကြောင်းယမန်နေ့ဖြစ်စဉ်မှာလည်းပြည်သူကားဖြစ်ပါကထိခိုက်နစ်နာမှုကိုစိုးရိမ်တဲ့အတွက်ညအမောင်တဲမောင်းလာတဲ့ရန်သူမိတ်ဆွေမကွဲပြားတဲ့ကားကိုလက်ပြပြီးတားဆီးခဲ့ရတဲ့အတွက်လုံခြုံရေးတာဝန်ကျရဲဘော်များအသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပြီးအကြံဖတ်စစ်အုပ်စုတပ်ဖွဲ့ဝင်များလွတ်မြောက်သွားစီခဲ့ကြောင်းသိရှိရပါတယ်။ထိုကဲ့သို့ဖြစ်စဉ်မျိုးထက်မှန်ဖြစ်ပွားခြင်းမှကာကွယ်ဖို့အတွက်ကားလမ်းမကြီးများပေါ်မှာတတ်မှတ်စည်းကမ်းများကိုဖောက်ဖျက်မောင်းနှင်လာတဲ့ မြည်သည့်မော်တော်ယာဉ်ကိုမဆိုပြစ်ခတ်ဖမ်းဆီးခြင်းများလှုပ်ဆောင်မယ်လို့တတိပေးထားပါတယ်။လက်တတော်အကြံဖတ်စစ်အုပ်စုကစစ်ကြောင်းထိုးမွေနောက်ရန်အလားအလာရှိတဲ့အတွက်အဆိုပါဖြစ်စဉ်ဖြစ်ပွားရာအနီးတစ်ဝိုက်ကြေးရွာများမှာပြည်သူများအနေနဲ့လုံခြုံရေးအတွက်တင့်တော်သလိုကြိုတင်ပြင်ဆင်ထားကြပါရန်လဲတိုက်တွန်းနှိုးဆော်ထားပါတယ်။စစ်အုပ်စုကတော့စစ်ကြောင်းထိုးဖို့ပြင်နေတာရှိပါတယ်။ထိုးတော့မထိုးလာသေးဘူးလို့ကိုပါဟင်းကပြောဆိုခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ဒီမိုဆိုဖရူဆိုလန်တိုက်ပွဲများအတွင်စစ်တပ်ဘက်မှ20ကျော်သေဆုံးပြီးကာနစီထက်မင်းပြည့်စည်ခဲ့စစ်တပ်ကထိခိုက်သေဆုံးမှုများပြားတဲ့ကြားမှာအင်အားအလုံးအင်းနဲ့စစ်မျက်နှာများစွာဖွင့်၍ထိုးစစ်အရှိန်မြင့်တင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂရင်းပြည်နယ်ဒီမိုဆိုဖရူဆိုလန်မကြီးတိုက်ပွဲများအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား20ကျော်သေဆုံးပြီးစစ်ကားနှစ်စီးထက်မင်းပြည့်စည်ခဲ့ကြောင်းဂရင်းမျိုးသားများကာကွယ်ရေးတပ် KNDF ဘူသတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောကြားပါတယ်။ဩဂတ်စ်လမှစတင်၍ဒီမော့ဆူမြို့နယ်အတွင်းကိုအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာပြီးဒီမော့ဆူဖရူဆူဘောလခဲလမ်းမကြီးတစ်လျှောက်ဆက်လက်စစ်ကြောင်းထိုးတဲ့အတွက်လမ်းကြောင်းတစ်လျှောက်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ဒါအပြင်ဒီမော့ဆူမြို့နယ်ဒေါငန်ခါရက်ကွက်ကိုစစ်အုပ်စုမှအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်တဲ့အတွက်တိုက်ပွဲများပြင်းထန်လျက်ရှိပြီးဒေါငန်ခါရက်ကွက်များနဲ့အနီးတစ်ဝိုက်ကြီးရွာတွေကို အကြံဖတ်စစ်တပ်မှလေကြောင်းနဲ့တိုက်ခိုက်ခြင်းဒရုန်းနဲ့တိုက်ခိုက်ခြင်းဖြင့်လက်နက်ကြီးတိုက်ခိုက်ခြင်းစသည့်တို့ကိုလည်းနေ့စဉ်မပြတ်ပြုလုပ်လျက်ရှိကြောင်းသိရှိရပါသည်။လမ်းကြောင်းတစ်လျှောက်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတိုက်ဆုံးတာတွေရှိတယ်။ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီတိုက်ဆုံးတာဆိုရင်20ကနေ50ကျားလောက်တော့ရှိနိုင်တယ်။ပြီးခဲ့တဲ့ August လတစ်လလုံးပေါ့။ပြီးတော့စစ်ကောင်စီကားကအနည်းဆုံး2စီးလောက်ကတော့ပျက်စီးမှုရှိပါတယ်လို့ KNDF ဗဟိုနဲ့တရင်ပြန်ကြားရေးဌာနမှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောကြပါရယ်ထို့အတူမိုးပြဲမြို့အနီးမှာလည်းအကြမ်းဖက်စစ်တပ်များလှုပ်ရှားကာမိုးပြဲမြို့နဲ့အနီးကျေးရွာများမှာရှိတဲ့ပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းတို့ကိုလှုံ့ဆော်လျက်ရှိကြောင်းဒါအပြင်ဖေကုံမြို့နဲ့တောင်စလုံးကျေးရွာဘက်ကို PNO နဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းများစစ်ကြောင်းဖြန့်လှုပ်ရှားလျက်ရှိကြောင်းသိရှိရပါတယ်။မိုးပြဲမှာတော့တိုက်ပွဲတွေပြင်းထန်တာမျိုးမရှိတော့ဘူး။ပြေးခဲ့တဲ့အပတ်ကမိုးပြဲမြို့အနီးကျေးရွာတွေမှာ လေလုံနေတဲ့ပြည်သူ၃ဦးကိုစစ်ကောင်စီကဖမ်းပြီးနှိပ်စက်ခဲ့တာမျိုးတွေစုံစမ်းသိရှိရတယ်လို့ KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးဌာနမှတာဝန်ရှိသူကပြောဆိုပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမတလျှောက်အကြပ်ဖက်စစ်ကောင်စီတပ်များစစ်ကြောင်းထုတ်နေရယူကလမ်းမကြီးဘေးဝဲရာမှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းများစသည်တို့ကိုလှုံ့ဆော်လျက်ရှိကြောင်းသိရှိရပါတယ်။ဒါအပြင်ဒီမော့ဆိုမှဖရူဆိုမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနဲ့အတူစစ်ကောင်စီတပ်ရဲ့ရင်တန်းများမှာ အမတ်ဆက်လေးတမ်းမြင့်စစ်လက်ချင်းရေးအကြောင်းကိုရောက်ရှိနေပြီးဒိုမတ်တဆင့်ဘောလခင်းမြို့နယ်ဘက်ကဦးတည်စစ်ကြောင်းထိုးရန်ပြင်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်ဖရူဆိုဒီမော့ဆိုဆိုတာကစစ်ကောင်စီကင်းတွေအပြည့်အဝခြားထားတယ်လို့ပြောလို့ရတယ်ဘောလခင်းအထီကိုစစ်ကြောင်းထိုးဖို့ဦးတည်ထားတယ်စစ်ကောင်စီအင်အားတထောင်ဝန်းကျင်လောက်ရှိမယ်ဒီမော့ဆိုကနေဖရူဆိုအထီပေါ်လို့ KNDF ဘိုးတရင်နဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကရှင်းပြပါဗျာ။ထို့ကြောင့်စစ်ကောင်စီစစ်ကြောင်းထိုးရာနေရာများနဲ့နှိစက်တဲ့ ကြေးရွာမြန်မာရှိတဲ့ပြည်သူများအနေနဲ့လုံခြုံရေးသတိရှိကြဖို့နဲ့နေမီကန်တွန်လိုင်းတပ်ဖွဲ့များရဲ့ထုတ်ပြန်ကြေညာအတိုင်းလိုက်နာဆောင်ရွက်ကြပါရန်အတိပေးအပ်ပါတယ်။ကရင်ီပြည်နယ်မှာတော့ဒီမော့ဆူဖရူဆူနောက်ပြီးတော့ဖေခုံပေါ်အဲဒီဘက်မှာစစ်ကောင်စီရဲ့စစ်ကြောင်းတွေရှိနေတာဖြစ်တယ်။တိုက်ပွဲတွေလည်းအချိန်မရွေးပြင်းထန်နေတာဖြစ်တဲ့အတွက်ပြည်သူလူထုတွေကလုံခြုံရေးသတိရှိကြဖို့နဲ့နေမီကန်တွန်လိုင်းတပ်ဖွဲ့တွေရဲ့လက်ညှိုးချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းကြပါတယ်လို့ KNDF ဘူသတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူကသတိပေးပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရုရှားပြန်မင်းအွန်လိုင်းကိုကြိုဆိုမဲ့စစ်တပ်ထောက်ခံသူများနေပြည်တော်လာရင်လမ်းစရိတ်ဟိုတယ်ကအပါအဝင် နေထိုင်စရိတ်တဲခိုကစရိတ်ငိမ့်နဲ့ငွေကျပ်3000ပါမဟုတ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ရုရှားခီးစင်မှပြန်လာမဲ့အကြမ်းဖက်မင်းအွန်လိုင်းကိုကြိုဆိုဖို့အတွက်စစ်တပ်ထောက်ခံသူတွေကိုနေပြည်တော်ကိုလာရင်လမ်းစရိတ်ဟိုတယ်ကအပါအဝင် နေထိုင်စရိတ် တဲကိုစီငိမ့်နဲ့ငွေကျပ်3000ကိုပါမဘိုးဖြစ်ပေးနေကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါတယ်အကြမ်းဖက်မဲအောင်လိုင်းနိုင်ငံခြားခီးစင်မှပြန်လာတိုင်းကြိုဆိုရန်အတွက်စစ်တပ်နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တချို့ကအကုန်ကြခံစီစဉ်ကြောင်းမဲအောင်လိုင်းကိုကြိုဆိုရင်းနေပြည်တော်ကိုလာမဲ့စစ်တပ်ပတ်တော်သားတရုတ်ဆောင်အစိုးရဟာတလူရှင်တော်များမဘာတာဘုံကြီးများအမျိုးသားရေးအစွမ်းရောက်များအတွက်လမ်းစရိတ်ဟိုတယ်ကစားစရိတ်တဲကိုစရိတ် မဘိုးအဖြစ်ငွေကျပ်3000ကိုပါစီစဉ်ပေးကြောင်းသိရှိရပါတယ်။ဒီနေ့ပြန်လာမယ်စကေဂျူးခီးစဉ်အတိုင်းဆိုရင်ညနေလောက်ရောက်မယ်။ကျိုးစိုးရေးအတွက်အရင်လိုပဲမိဘစီးပွားရေးသမားတွေကနေထိုင်စရိတ်မဘိုးပါစီစဉ်ပေးပြီးတော့ကျိုးစိုးရေးခေါ်တယ်။မင်းသားမင်းသမီးတွေကတော့တစည်းတာမန်ထောက်ကန်သူတွေကတော့အနည်းဆုံးမဘိုး3000ပေးတယ်။မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်။တာမန်ကတော့နေပြီးတော့စီဗင်မှာထားတယ်။လန်စီကကားစင်းလုံးငှားတယ်။စရိတ်အကုန်လုံးစီးပွားရေးသမားတွေကကြာခံတာ။ တက်နဲ့စီးပွားရေးလုံနေတဲ့စီးပွားရေးသမားတွေကအကုန်ခံတာအရင်ခီးစဉ်တွေအတိုင်းပါပဲကျူစွာရေးကားလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။မင်းအောင်လိုက်ပြပခီးစဉ်မှပြန်လာတိုင်းရန်အောင်စိုးမြတ်သူစာဒိန်တောင်ခက်စီသူမေတန်းသူမေတင်စာဦးစတဲ့စစ်တပ်ဘက်တော်သားတရုတ်ဆောင်ဟာတလူရှင်တော်နဲ့အစိုးရတချို့ကလာရောက်ကြိုဆိုလေးရှိပြီးမဘာသားနဲ့အမျိုးသားရေးအစွန်းရောက်တွေကလည်းငွေကြေးရတဲ့အတွက်လာရောက်ကြိုဆိုကြကြောင်းသိရှိရပါတယ် ဒါအပြင်စစ်တပ်ကမင်းအွန်လိုင်းကိုကြိုဆိုရေးအတွက်နန်စီဒီယံဝန်တန်းများနဲ့မိသားစုများကိုလည်းဆင့်ခေါ်လေးရှိပြီးယနေ့ပြန်လည်ရောက်ရှိမဲ့ပြည်ပခီးစဉ်အတွက်ကိုလည်းနန်စီဒီယံများကိုလာရောက်ကြိုဆိုခိုင်းတာကြောင့်သိရှိရပါတယ်။မင်းအွန်လိုင်းကိုကြိုဆိုဖို့အတွက်ငွေကြေးကုန်ကျမှုတွေကိုစစ်တပ်လက်အောက်ခံမြမစီးပွားရေးဥပိုင်မြမစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်နေတဲ့စီးပွားရေးသမားတွေကအများဆုံးအကုန်ကျခံငွေစိုက်ထုတ်ပေးကြောင်သိရှိရပါတယ်။ဥပိုင်တို့ MEC တို့က ခမည်းတော်ဒါတော့အကုန်ကြခံလိုက်ဆိုပြီးမိဖက်စီးပွားရေးသမားတွေကိုငွေထုတ်ခိုင်းတာဟိုကလည်းဒါတော့တော့ထုတ်တာပေါ့ပြန်ရတာကများတော့စိုက်ထုတ်ပေးတယ်ဗင်နိုင်းထုတ်တာကအစအကုန်စီးပွားရေးသမားတွေအကုန်ခံတာလို့နေပြီးတော့စစ်ဘက်သတင်းရှင်းမြစ်ကဆိုပါတယ်အကြမ်းဖက်မဲအောင်လိုင်းဟာစက်တင်ဘာလ24ရက်နေ့မှစက်တင်ဘာလ29ရက်နေ့ထိရုရှားနိုင်ငံကိုတွားရောက်နေခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ပလောမြွနယ်တောင်ယာကမ်းရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းပလောမြွနယ်တောင်ယာကမ်းရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်း KNL တမားလီအထူးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်စက်တင်ဘာလ26ရက်နေ့မနက်9:20မိနစ်ခန့်မှာတမိုင်တောင်စခန်းမှာစွန့်ခွာထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားတွေဟာ တောင်ယာကန်းကြီးရွာမှာတက်ဆွဲထားတဲ့အတွက်ကြောင့် KNL ထုတက်ဖွဲ့ကတွားရောက်တက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။တောင်ယာကန်းရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကကြီးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်း၊မွေးမြူထားတဲ့တရိတ်ဆန်များကိုခိုးယူဖမ်းဆီးစားတောက်ခြင်းများပြုလုပ်နေတဲ့အတွက်တက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရင်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ပတ်မှနှစ်ဦးသေဆုံးပြီးသုံးဦးအပြင်းထန်ဒဏ်ရာရရှိကာတော်လှန်ရေးရဲဘော်များအထိကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် စစ်ခွေးတွေကပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာတရိတ်ဆန်တွေကိုတက်ဖြတ်စားတော့တာတွေလှုပ်ဆောင်နေလို့အမိတ်ချွေလုပ်ငန်းစဉ်ကိုဆက်လက်လှုပ်ဆောင်လို့ချင်းကြောင့်တွားရောက်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေဘက်ကနှစ်ကောင်တေးပြီးသုံးကောင်အပြင်းထန်ဒဏ်ရာရတယ်ကျွန်တော်တို့ဘက်ကတဦးတယောက်မြထိခိုက်ဒဏ်ရာရခြင်းမရှိဘဲစုခွာနိုင်ခဲ့ပါတယ်လို့ KNL တမဟာလေးအထူးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်ပလောမြို့ကိုအခြေပြုထားတဲ့စစ်တပ်ကမြို့နယ်အတွင်းစစ်ကြောင်းထုံးမှုများရှိနေပြီးကြီးရွာများမှာပြည်သူစစ်နဲ့ပြူစောတိတွေကိုစုစည်းကာ နေမီရှင်းလေးအမိတက်၍ရွေးကောက်ပွဲအတွက်နေမီစွမှုမှုရရှိဖို့ကြိုးစားလာနေကြောင်းလက်တလုံးစစ်တပ်ကစစ်ကြောင်းထိုးလာနိုင်တဲ့အတွက်ပြည်သူများအနေနဲ့တရိပ်နဲ့နေထိုင်ကြပါရန်လေကြောင်းအန်ရီနဲ့ drone အန်ရီကိုလည်းတရိပ်ပြုနေထိုင်ကြရန်လိုအပ်ကြောင်းပလောမြို့နယ်အခြေစိုက်တော်လိုင်းတပ်ဖွဲ့တချို့ကတရိပ်ပေးပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရရချောင်းမှာအကြမ်းဖက်စစ်သားက85နှစ်အရွယ်အဖွားအုပ်ကိုအတ္တမပြုခြင်းရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ အဖွားအိုရင်ဆိုင်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝဲခရိုင်တရချောင်းမြို့နယ်မှာအသက်85နှစ်အရွယ်အဖွားအိုတယောက်ကိုအကျန်းဖတ်စစ်သားကအတ္တမကျင့်စော်ကားခဲ့တဲ့အတွက်အဖွားအိုဟာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရင်ဆိုင်နေရတယ်လို့တဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကမောင်းကိုပြောပါရယ်။စက်တင်ဘာလ25ရက်နေ့ကတည်းကတဝဲရီလန်အတိုင်းတဝဲမြို့ကိုသွားရင်း တရချောင်းကိုလန်အတိုင်းထွက်လာတဲ့အကျန်းဖတ်စစ်ကြောင်းဟာတရချောင်းမြို့နယ်တဲကအုတ်တူကျေးရွာကိုဝင်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။အဲဒီနောက်စစ်ကြောင်းမှာပါတဲ့အကျန်းဖတ်စစ်သားတယောက်ကရွာထဲကအသက်85နှစ်အရွယ်အဖွားအိုတယောက်ကိုမရင်းကျင်းခဲ့ကြောင်းသိရှိရပါတယ်။အထက်မှပြုကျင့်ခံရတဲ့အဖွားအိုဟာစီဂျိုယောဂကြောင့်ခြေတော်တစ်ဖက်ဖြတ်တောက်ထားရသူလည်းဖြစ်ပြီးနေအိမ်မှာတယောက်ထင်းရှိနေခြင်းအခုလိုအထက်မှပြုကျင့်ခံထားရတာဖြစ်တယ်လို့ဒဝေခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကထုတ်ပြန်ပါတယ်။ အကျန်းဖတ်စစ်သားရဲ့အခုလိုပြုကျင့်မှုကြောင့်အဖွားဟာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံနေရတယ်လို့သိရှိရပါတယ်။ပြုကျင့်ခံရတဲ့အဖွားကအိမ်မညီအမနှစ်ယောက်နေတာဖြစ်စဉ်ဖြစ်တဲ့နေ့ကညီမကမရှိဘူးစစ်ကြောင်းဝင်လာတော့ရှောင်းတဲ့သူတွေလည်းရှောင်းကြတာပေါ့အခုတော့အဖွားကိုအဲ့ဒီရွာကနေခေါ်ထုတ်လာပြီးလုံခြုံစိတ်ချရတဲ့နေရာတစ်ခုမှာထားထားရတယ်စိတ်ပိုင်းဆိုင်ရာအတော်လေးထိခိုက်နေတယ်ပေါ့အသက်ကကြီးတာ85နှစ်ထက်ပိုတဲ့80လောက်ဆိုတော့ရုပ်ပိုင်းဆိုင်ရာရောထိခိုက်ထားပါတယ်လို့ ဒဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီတရင်နဲ့ပြန်ကြားရေးတာဝန်ခံကမောင်းကိုပြောပါရယ်လက်ရှိမှာအစိုးရစစ်ကြောင်းဟာအုတ်တူရွာကနေဆုတ်ခွာသွားပေမဲ့အနီးအနားမှာရှိနေစေ ဖြစ်တယ်လို့သိရှိရပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့အချမ်းပတ်စစ်အုပ်စုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရင်မှန်းလှုပ်ဆောင်နေတယ်လို့တမ်မကြီးဦးကျော်မထွန်းကကုလသမဂ္ဂအစည်းအဝေးမှာနိုင်ငံတကာကိုတရိပ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်အာနာသိန်းစစ်အုပ်စုက နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရမန်းချက်ကိုလှုံ့ဆော်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှနိုင်ငံတကာကိုတရီပေးပြောဆိုလိုက်ပါတယ်။စက်တင်ဘာလ26ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့ကုလသမဂ္ဂထွေထွေညီလာခံရဲ့အပြည့်အစုံဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ် high level မျက်နှာစုံကြီးအစည်းအဝေးမှာတန်အမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းတရီပေးလိုက်ခြင်းဖြစ်ပါတယ်။ တရားမဝင်အာဏာသိမ်းစစ်အုပ်စုဟာအနေအဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေကြောင်းမြန်မာနိုင်ငံကိုယခုကဲ့သို့အလုံးစုံပျက်စီးဆုံးရှုံးယိုယွင်းမှုတဲကိုတွန်းချခဲ့တဲ့စစ်အုပ်စုဟာငြိမ်းချမ်းသောအရက်ဖတ်အုံပြုမှုအတွက်နျူကလ িয়ার နည်းပညာကိုအုံပြုလိမ့်မှာမဟုတ်ကြောင်းပြည်သူပြည်သားများအပေါ်လွန်စွာဆိုးရွားတဲ့စစ်ရာဇဝဲမှုများကျူးလွန်နေတဲ့စစ်အုပ်စုဟာအရက်ဖတ်စစ်ပတ်နှမျိုးအုံပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကို ရက်ပတ်အသုံးပြုမှုအတွက်သာဆောင်ရွက်လိမ့်မှာမဟုတ်ကြောင်းတမကြီးဦးကျော်မိုးထွန်းကပြောဆိုပါရယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ခံအရသာအစိုးရလက်ထက်ညူကလီးယားလက်နက်စမ်းသပ်မှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTBD ကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးညူကလီးယားလက်နက်တာစီပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့ဟာညူကလီးယားလက်နက်အလုံးစုံဖျက်သိမ်းရေးဆိုတဲ့စုပေါင်းရှီမန်းချက်ပြည်မီရေးအတွက်တိုးတက်မှုရှိစေခဲ့ကြောင်းသို့သော်2021ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ တရားမဝင်အာဏာသိမ်းမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW အတီးပြုတ်လက်မှတ်ရေးထိုးခြင်းလုပ်ငန်းစီစဉ်များရပ်ဆိုင်းသွားခဲ့ကြောင်းတန်အမတ်ကြီးကထောက်ပြပါတယ်နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအစီအစဉ်များတိုးတက်မှုမရှိခဲ့တဲ့အပြင်တရားမဝင် အာဏာသိမ်းစစ်တပ်ကမြန်မာပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုအစမပြတ်ဇက်တိုက်ပြင်းထန်စွာကျူးလွန်လျက်ရှိနေကြောင်းဒါအပြင်တစ်ချိန်တည်းမှာပဲတရားမဝင်အာဏာသိမ်းစစ်အုပ်စုဟာ NA ဖြစ်စေနိုင်မဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေပြီးငြိမ်းချမ်းစွာအရက်ဖက်အသုံးပြုရန်လိုအမိတက်၍နျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းလှုပ်ဆောင်မှုများတိုးမြင့်ဆောင်ရွက်လာနေကြောင်း၎င်းကရှင်းလင်းပြောဆိုပါတယ်။ဦးကျော်မွထွန်းကမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်ကင်းစင်တဲ့ကမ္ဘာကြီးတည်ဆောက်နိုင်ရေးဆိုတဲ့စစ်ပေါင်းရည်မှန်းချက်အပေါ်မြန်မာနိုင်ငံရဲ့ကတိကဝတ်ကိုထပ်မံအတည်ပြုပါကြောင်းထို့ကြောင့်မြန်မာပြည်သူများရဲ့အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုများကိုတားဆီးပေးနိုင်ရေးအတွက် တရားမဝင်အာဏာသိမ်းစစ်အုပ်စုကိုလက်နက်ခဲယံတိုက်လေရင်စီနဲ့အရက်ဖက်စစ်ပတ်နှမျိုးသုံးပစ္စည်းများစီးစင်းထောက်ပံ့မှုတွေကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးကြပါရန်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတိုက်တွန်းခဲ့ပါတယ်။စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစုံတရာပေးအပ်ခြင်းဟာစစ်အုပ်စုရဲ့အန္တရာယ်ကြီးမားတဲ့နျူကလ িয়ার ရီမန်းချက်ကိုပြည့်မီစေရေးအတွက်အဆင့်တစ်ဆင့်နီးကပ်သွားစေမှဖြစ်ကြောင်း တမ်မကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာကိုသတိပေးပြောဆိုခဲ့ပါတယ်။ရုရှားအကူအညီနဲ့မြန်မာနိုင်ငံမှာနျူကလ িয়ার အသေးစားတပ်ပေါင်းဖို့ဆောက်လုပ်ရန်ကြိုးစားနေတဲ့အကြံဖက်မင်းအောင်နိုင်ကတော့နျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းရေးအတွက်အသုံးပြုမှာဖြစ်ကြောင်းစက်တင်ဘာလ24ရက်နေ့မှစက်တင်ဘာလ29ရက်နေ့ထိတွားရောက်တဲ့ရုရှားခီးစဉ်အတွင်းမကြာခဏဆိုသလိုထုတ်ပေါ်ပြောဆိုထားပါတယ်။စေအိုဆုနဲ့ရုရှားအစိုးရအကြမဂါဝက်130သေးစားနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ရန်နဲ့ ရင်းနျူကလ িয়ার ဓာတ်ပေါင်းဘိုကိုမဂါဝတ်330အထိတိုးချက်တိဆောက်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပါရယ်ခင်ဗျာ ဖြစ်ပါရယ်ခင်ဗျာဖြစ်ပါ